မရိဂန်ကဒီတခါတော့အလဲစားနေတာမဟုတ်တော့ပါဘူးဒုတိယလေရင်တင်သင်္ဘောတစည်းကိုပင်လယ်နေတဲ့ဆေးလွှတ်လိုက်ပါပြီဟူတီရီစီပို့တဲ့ message ကရှင်းပါတယ်စီးပွားရေးသင်္ဘောတွေကိုတိုက်ခိုက်တာရပ်လိုက်ပါအီရန်ကိုနျူကလ িয়ার နဲ့ပတ်သက်ပြီးအရေးတူဆောင်ရွက်ပါမဟုတ်ရင်တော့အကျိုးဆက်ကိုခံစားရပါမယ်ဆိုတဲ့အမိန့်ပါပဲဒီလိုရှာမှုကအမေရိကရဲ့ဒီဒေတာကစစ်အင်အားကိုနှက်ဆတိုးစေပြီးတခုတည်းသောအချက်ကိုကြဲကြဲလောင်လောင်ဖော်ပြနေပါတယ် မရိကန်ကသတိပေးအခန်းကဏ္ဍပြီးသွားပါပြီအခုဆိုထီထီရောက်တုံးပြန်ဖို့အဆင်သင့်ဖြစ်နေပါပြီ Bloomberg ရဲ့သတင်းအရ USS Carl Vinson လေယာဉ်တင်သင်္ဘောဟာအင်ဒိုပစိဖိတ်ဒေသမှာ အချိန်စရာအရ၄ချိန်ခန်းတချို့ပြီးသွားတဲ့အခါအရှိအလေပိုင်းကိုဆက်လက်ခင်းနေပါမယ်အဲဒီရောက်ရင်တခြားလေယာဉ်တင်သင်္ဘော USS Harry S Truman နဲ့အတူ Bellini ကနေအမေရိကန်ရဲ့တိုက်ခိုက်နိုင်စွမ်းကိုနှက်ဆတိုးပေးပါမယ် ဒါကအစားထိုးတာမဟုတ်ပါဘူး USS Harry S Truman လေယာဉ်တင်သင်းမောကပင်လယ်နီမှာပဲဆက်ရှိနေပါမယ်ကာကွယ်ဝင်ကြီး Hastin ရဲ့ဒီဒေသမှာသူ့ရဲ့တာဝန်ထမ်းဆောင်မှုကိုဆက်လက်တိုးချဲ့ဖို့အမိန့်ပေးထားတာဖြစ်ပါတယ်ပင်ဒဂွန်ပြောရေးဆိုခွင့်ရှိသူ Saint Panel ကလေယာဉ်တင်သင်းမောဆင်လို့တဲ့အကြောင်းကြေညာရင်း ဝင်းဂျီဟက်စတန်ချ်ကအကယ်လို့အီရန်သို့မဟုတ်၎င်းရဲ့အရန်တပ်ဖွဲ့တွေကအမေရိကန်ဝန်ထမ်းတွေနဲ့အကျိုးစီးပွားတွေကိုချိန်ချောင်းမယ်ဆိုရင်အမေရိကန်ကကျွန်တော်တို့ရဲ့လူတွေကိုကာကွယ်ဖို့ခိုင်မာတဲ့အရေးယူမှုတွေလုပ်မယ်ဆိုတာဆက်ပြီးရှင်းရှင်းလင်းလင်းပြောနေရလို့ပြောပါရယ် US Central Command CENTCON ရဲ့ရေချောင်းဆိုင်ရာအနေအထားကိုဖြည့်ဆွက်ဖို့ #tan ကအပိုလေရင်တက်ခွဲတွေနဲ့အချောင်းလေချောင်းအင်အားတွေကိုပါထပ်မံစေလို့ဖို့အမိန့်ပေးထားပါတယ်။ ဒါရီကကာကွယ်ရေးလေကြောင်းထောက်ပံ့မှုစွမ်းရည်တွေကိုပုံမအားကောင်းစေပါတယ်။ American ရဲ့၎င်းရဲ့မဟာမိတ်တွေက Sand Con တာဝန်ယူမှု area အတွင်းဒေတာရင်းလုံခြုံရေးအတွက်ဆက်လက်ကတိကဝတ်ပြုထားပြီးဒေတာရင်းပြိပခတ်ကိုချဲ့ထွင်ဖို့သို့မဟုတ်အတိုင်းအတာမြင့်တင်ဖို့စ조사နေတဲ့နိုင်ငံတကာသို့မဟုတ်နိုင်ငံမဟုတ်တဲ့အဖွဲ့အစည်းတွေကို တုံ့ပြန်ဖို့အဆင်သင့်ဖြစ်နေပါတယ်။ဒါဟာအမေရိကန်ရဲ့သတိပေးချက် မဟုတ်တော့ပါဘူး။ဟူတီတွေနဲ့အီရန်ကိုသူတို့ရဲ့အစစ်အမှန်အင်အားကိုတိုက်ရိုက်ပြသလိုက်တာဖြစ်ပါတယ်။အမေရိကန်ရှန်သူတွေကိုအမန်တကယ်နာကျင်စီမဲ့အင်အားပြမှုတစ်ရက်လည်းဖြစ်ပါတယ်။ပင်ဂွန်ကလီယင်တင်သင်းမိုးဆီလို့တဲ့အကြောင်းချင်ညာချက်မထုတ်ပြန်ခင်တရက်အလိုမှာအမေရိကန်သမ္မတဂျော်နယ်ထရန်ကပလန်နီမှာအမေရိကန်ရဲ့အရင်ဆိုင်နေရတဲ့ဟူဒီတပုံလေးစီကိုသတင်းစကားပို့လိုက်ပါတယ်။ သူကဟူတီတွေအတွက်ဆုံးဖြတ်ချက်ချရမယ့်အချိန်ရောက်ပြီလို့ပြောပြီးရွေးချယ်စရာကိုလည်းရှင်းရှင်းလင်းလင်းဖော်ပြလိုက်ပါတယ်။ American တင်မော်တွေကိုပြစ်ခတ်တာရှက်လိုက်ပါ။ဒါဆိုရင်ငါတို့လည်းမင်းတို့ကိုပြစ်ခတ်တာရှက်လိုက်မယ်။မဟုတ်ရင်တော့ငါတို့အခုမှစပြီးတော့စစ်ဖြစ်ပြီးဟူတီတွေနဲ့အီရန်ကသူတို့ရဲ့ပံပိုးသူတွေအတွက်အမှန်တကယ်နာကျင်စရာတွေရှိသေးရဲ့လို့သူကပြောပါတယ်။ ထရန့်ရဲ့ဒီသတင်းစကားက USS Carl Vinson ဗာကြောင့်အရှိအလေပိုင်းကိုဥတီနေတယ်ဆိုတဲ့အချက်အလက်တချို့ကိုဖော်ပြနေပါတယ်။ဒါပေမဲ့ဒီကြောင်းရင်းတွေကိုနည်း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 ဆွေးနွေးခင်တဲ့အခါမိကုန်းတစ်ခုမေးချင်တယ် USS Carl Vinson ကဟူဒီရီနဲ့အီရန်အတွက်ဗာကြောင့်တလောက်ကြီးမားတဲ့ချင်းချောက်မှုဖြစ်နေတာလေ USS Carl Vinson က1982ခုနှစ်မှာတာဝန်စတင်ထမ်းဆောင်ခဲ့တဲ့နျူကလ িয়ার စွမ်းအင်3လေယာဉ်တင်သင်္ဘောတစ်စီးဖြစ်ပါတယ်။ မရိကန်ရဲ့လက်နက်အင်အားတွေကနင်မစ်အဒန်ဇာလီယင်တင်သင်းမော်ဆယ်စီးတွေရတစည်းဖြစ်ပြီးတော့ဖင်လန်ဒီမှာပူးပေါင်းမဲ့ USS Harry Truman ကလည်းအလားတူအင်အားကြီးမားတဲ့သင်းမော်တစည်းဖြစ်ပါတယ် USS Carvison လီယင်တင်သင်းမော်ကြီးက Western House A4 to Blue Nuclear Iter နှလုံးနဲ့ Steel Turbine လေးလုံးတက်ဆင်ထားပြီးတော့ဒီစနစ်တွေကရေရက်ဝင်ရိုးလေးခုကိုမောင်းနှင်ပေးနိုင်တဲ့ American Swan R 9600မြင်းကောင်ရေ ထုတ်လုပ်ပေးနိုင်ပါတယ် ဒီဆွမ်းအားကြီးမားမှုကြောင့် USS Carverson ကိုတနအီမိုင်34.5 0 30ချောအထိမြန်နှုံးမြင့်မြင့်နဲ့မောင်းနေနိုင်ပါတယ်။နျူကလ িয়ার ဆွမ်းအင်သုံးနာကြောင့်ဒီမိုရဲ့သွာလာနိုင်တဲ့အကွာအဝေးကကန့်သက်ချက်မရှိသလောက်ဖြစ်ပြီးတော့ American တွေနဲ့လောင်စာစီဖြီးဖို့ခီးစင်ချင်းတွေစိုးရိမ်စရာမလိုတော့ပါဘူး။ဒီလျင်တင်ဒီမိုရဲ့တိစောက်ပုံကလည်းအထင်ကြီးစရာကောင်းပါတယ်။ အရှေ့ပီ1092ပီအကျယ်152ပီရှိပြီးတော့မရီဂန်ရေတက်ဝင်9680ရောက်အထိကိုတည်ဆောင်နိုင်တာဖြစ်ပါတယ်။ဒီအေယာမအရွယ်အစားကြောင့်ဒမော်ဂျီယာရေတန်ချိန်9000တန်လောက်ရွေးရှားနိုင်ပါ रे ဒီပမာဏကအီရန်လီတက်မှာရှိတဲ့သင်္ဘော100စီးရဲ့စုစုပေါင်းရေတန်ချိန်2,4600တန်ရဲ့သုံးပုံတစ်ပုံထက်ပိုပြီးတော့များနေရလဲဖြစ်ပါ रे တနည်းပြောရရင်တော့ USS Corporation တစည်းတဲကအီရန်ရေတပ်မှရှိတဲ့ဘယ်သင်းမောထက်မဆိုပို့ပြီးတော့ကြီးမားပါတယ်။ဒါကြောင့်ဟူသီတွေရဲ့ပလန်နီတိုက်ခိုက်မှုတွေမှာတုံးနေတဲ့စစ်သင်းမောငယ်လေးတွေနဲ့မြန်နှုံးမြင့်လေးတွေအတွက်ကြီးမားတဲ့ချင်းချမှုကိုဖြစ်စေပါတယ်။ USS Corporation မှာလက်နက်တွေအပြည့်တက်ဆင်ထားပါတယ်။ Sea Sparrow Mark 57 Motri ညနေပြင်းမှာလေတဲကိုဒုံးကြီးပစ်စနစ်နှစ်ခုပါဝင်ပြီးတော့အဲဒီစနစ်တွေက Sea Sparrow ဒုံးကြီး ီတွေကိုပြတ်လွတ်နိုင်ပါတယ်။ဒီတုံးချီတွေကအကာအဝေးတူတဲ့လက်နက်ဖြစ်ပေမဲ့ရေဒါအနည်းနဲ့ပြတ်မှတ်ကိုချိန်ညှိပြီးတော့လိုင်းလံတိုက်ခိုက်နိုင်စွမ်းရှိပါတယ်။ဒီတုံးချီတွေက USS Carvison ကိုအနိုင်ပြန်လေးရင်နေတဲ့အရှင်မြင်းပြင်ကချင်းချောင်းမှုတွေကနေကာကွယ်ပေးနိုင်ပါတယ်။ ဟူသီတွေကလျင်တင်သင်္ဘောနားမှာရှိနေရင် cruise တုံးကြီးတွေနဲ့တိုက်ခိုက်နိုင်ပါတယ်။ဒါပေမဲ့ဒီလျင်တင်သင်္ဘောမှာတပ်ဆင်ထားတဲ့လေချောင်းကာကွယ်ရေးစနစ်တွေကဒီတုံးကြီးတွေကိုကောင်းကင်ထဲမှာတင်ဖျက်ဆီးနိုင်ပါတယ်။ဒီသင်္ဘောပေါ်မှာတပ်ဆင်ထားတဲ့တခြားလက်နက်တွေထဲမှာ20 mm pulse နီကက်ကာကွယ်ရေးစနစ်၃ခုပါဝင်တာဖြစ်ပါတယ်။ဒီစနစ်တွေကတမနစ်ကိုကြီ3000ကနေ4500အထိအမြန်လုံးနဲ့ပြည့်ခတ်နိုင်ပြီးတော့လေရင်တင်သင်္ဘောနားကိုချင်းကက်လာတဲ့ဘယ်သင်္ဘော ိုးမဆိုးအပိုင်းပိုင်းဖျက်ပစ်နိုင်ပါတယ် RIM 116 rolling airframe muscle ဒုံးကျည်စနစ်နှစ်ခုလဲပါဝင်ပြီးတော့ Seaspro ဒုံးကျည်ရဲ့အနီးကလေချောင်းကာကွယ်ရေးစွမ်းရည်ကိုထပ်မံပြီးတော့ဖြည့်စွက်ပေးထားပါတယ်။ဒါရီအလုံးပေါင်းလိုက်တဲ့အခါဒီလျင်တင်သင်းမောဟာသူ့ကိုချင်းချောက်လာနိုင်တဲ့ဘယ်ရန်ကိုမဆိုကာကွယ်နိုင်ရေးစွမ်းအပြည့်ရှိနေရလဲဖြစ်ပါတယ်။ ဒါဆိုတိုက်ခိုက်ရေးစွမ်းအားကိုဂျာကတော့ USS Carver စနဲ့အတူလိုက်ပါလာတဲ့အလေးရင်90ဒီပါကလည်းရရှိပါရယ် အထူးသဖြင့် CVW2 Carrier Air Wing 2လေယာဉ်တင်သင်းမောအဖွဲ့ကဒီသင်းမောကိုအင်အားပြေးွားတဲ့လေတပ်ဖွဲ့တစ်ခုအဖြစ်ကိုပံ့ပိုးပေးထားပါတယ်။ CVW2 မှာ American ရဲ့အခုခေတ်အမျိုးအစားအသစ်ဆုံးတိုက်လေယာဉ်တွေဖြစ်တဲ့ F-35C Lightning II တွေအပြင် FA-18 Hornet တိုက်လေယာဉ်တွေ MH-60R Seahawk ရဟတ်ယာဉ်တွေ EA-18G ခရိုလာလီယိုဝက်လေယာဉ်တွေနဲ့ E2D Events Hockey စောင့်ကြည့်လေယာဉ်တွေပါဝင်တယ်လို့လည်းသိရပါဗျ။ဒီလေရင်ရဲ့ပေါင်းဆက်ဆွမ်းရည်က USS Carvison ကို area ကြပြန်စွာစောင့်ကြည့်စူးစမ်းနိုင်စွမ်းနဲ့ချိန်ချမှုတစ်ခုကိုတွေ့ရှိရင်အပြတ်အသတ်တိုက်ခိုက်နိုင်စွမ်းနဲ့ပေးစွမ်းထားတာဖြစ်ပါတယ်။ ဒါဆိုရင် USS Corvision ဘာကြောင့်အရှိအလေပိုင်းကိုဥတီနေတာလဲအဖြေကိုအစကတည်းကပြောပြခဲ့ပါရယ်အမေရိကန်ကဒီလီယင်တင်သင်္ဘောကိုအီရန်နဲ့ရှီမင်ကဟူတီရီစီကိုအရေးယူဖို့အလွန်အမင်းအလေးနဲ့ထားကြောင်းပြသဖို့အတွက်စေလွတ်တာဖြစ်ပါရယ် 2023ခုနှစ်အောက်တိုဘာလမှာအစ္စရေးကိုဟာမတ်စ်အဖွဲ့ကတိုက်ခိုက်မှုပြုလုပ်ပြီးတဲ့နောက်ဂါဇာမှာစစ်ဆင်တင်ခဲ့တဲ့အခါဟူသီတွေကပင်လယ်နီမှာစီးပွားရေးသင်္ဘောတွေကိုပြင်ပထားပြီးတော့တိုက်ခိုက်မှုတွေစတင်ခဲ့ပါတယ်။အဲဒီကတည်းကဟူသီတွေဟာအမေရိကန်နဲ့၎င်းရဲ့မဟာမိတ်တွေအတွက်စိတ်နှောင့်ယှက်ဖြစ်စေတဲ့အရာတစ်ခုဖြစ်လာခဲ့ပါတယ်။ဟူသီအဖွဲ့ရဲ့ပထမဆုံးသင်္ဘောပြန်ပြီးဆွေးမှုက2023ခုနှစ်နိုဝင်ဘာလမှာဖြစ်ပွားခဲ့ပြီးတော့အဲဒီကတည်းကစီးပွားရေးသင်္ဘောတွေကိုဒရုန်းနဲ့ဒုံးကျည်တွေဒါဇင်နဲ့ခြီးပြီးတော့တိုက်ခိုက် ခဲ့တာဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုတွေကြောင့်သင်္ဘောအနည်းဆုံး၂စီးနစ်မြုပ်ခဲ့ပြီးတော့သင်္ဘော၃စီးကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။အဲဒီကာလအတွင်းသင်္ဘောသား၄ဦးလည်းသေဆုံးခဲ့ပါတယ်။ဂျယ်ရီအားလုံးကဟာမတ်စ်ကိုထောက်ခံတဲ့အနေနဲ့လုံဆောင်ခဲ့တာဖြစ်ပါတယ်။ 2024ခုနှစ်မှာတော့ဟူတီရဲ့တိုက်ခိုက်မှုတွေနှေးကွေးလာပါတယ်။အဓိကအကြောင်းကအမေရိကန်နဲ့ပြည်တင်တို့ကပလင်နီရဲကိုဟူတီချိန်ချမှုကိုကာကွယ်ဖို့စစ်အင်အားစုတစ်ခုဖွဲ့စည်းလိုက်လို့ဖြစ်ပါတယ်။2025ခုနှစ်အစောပိုင်းမှာအစ္စရေးနဲ့ဟားမတ်တို့ယာယီစစ်ရဲစဲရေးသဘောတူညီမှုရတဲ့အခါဟူတီရဲ့တိုက်ခိုက်မှုတွေလုံးဝရပ်သွားခဲ့ပါတယ်။ဒါပေမဲ့2025ခုနှစ်မတ်လ10ရက်နေ့မှာစစ်ပြေငြိမ်းရေးပြပြသွားတဲ့အခါပလင်နီမှာစီးပွားရေးသမောတွေကိုထပ်မံတိုက်ခိုက်မယ်လို့ ဟူတီတွေကချိန်ချောက်လာပါတယ်။ဒီချိန်ချောက်မှုတွေကြောင့်အမေရိကန်ကပြန်ပြီးတော့ပါဝင်လာပါတယ်။မတ်လ15ရက်နေ့မှာအမေရိကန်ကရေမင်နိုင်ငံကိုဘုံကျဲတိုက်ခိုက်မှုတွေစတင်ခဲ့ပါတယ်။ရေမင်နိုင်ငံဟာဟူတီတွေရဲ့ဌာနချုပ်ဖြစ်ပြီးတော့2011ခုနှစ်အာရက်ຫນွေဦးတော်လန်ရေးကလေးကဟူတီတွေတဖြည်းဖြည်းတင်ပိုက်လာနိုင်တဲ့နိုင်ငံပါ။ အခုဆိုရင်ဟူတီတွေကရေမြနိုင်ငံရဲ့မြို့တော်ဆန္နာအပါအဝင်အနောက်ပိုင်းဒေသကြီးတွေကိုထိန်းချုပ်ထားပြီးတော့ဒီကနေ့အထိလူ3600တောင်တည်ဆုံးခဲ့တဲ့ပြည်ရင်းစစ်မှာနက်နက်ရှိုင်းရှိုင်းပါဝင်နေတာဖြစ်ပါတယ်။ Trump ရဲ့အမိန်နဲ့ American ရဲ့ဒီတိုက်ခိုက်မှုတွေကတည်ဆုံးမှုတွေကိုထက်မှန်ပြီးတော့ဒိုးပွားစေတာဖြစ်ပါတယ်။ မက်ရှလ၁၆ရက်နေ့အထိဒီတိုင်ခိုင်းမှုတွေကြောင့်အနည်းဆုံးလူ53ယောက်သေဆုံးပြီးဒါဇင်နဲ့ချီတဲ့လူတွေဒဏ်ရာရခဲ့ပါတယ်။မက်ရှလ၁၆ရက်နေ့တရက်ထဲမှာပဲ American Civilian တွေကရေမနိုင်ငံရဲ့ပြည်နယ်အနည်းဆုံး9ခုကိုဘုံကျဲတိုက်ခိုက်မှု58ကြိမ်ပြုလုပ်ခဲ့ပါတယ်။ တကြိမ်ချင်းစီရဲ့ရည်ရွယ်ချက်ကဟူတီကောင်းဆောင်တွေကိုဖျက်ဆီးဖို့သို့မဟုတ်မဖြစ်နိုင်ရင်ဟူတီတွေရဲ့အတီးကစီရဲ့အဆောက်အုံတွေကိုဖျက်ဆီးဖို့ဖြစ်ပါတယ်။ဒီအထိတော့ဒီတိုက်ခိုက်မှုတွေကို USS Harry Truman ကနေပြီးတော့လုံဆောင်ခဲ့တာဖြစ်ပါတယ်။အခုဆိုရင်တော့ USS Carvison မှာ ဒီစစ်ပွဲတွေကိုဝင်လာတဲ့အတွက်တိုက်ခိုက်မှုတွေပုံမိုပြီးတော့ပြင်းထန်လာပါတယ်။ဒါဆိုအမေရိကန်က USS Corvison ကိုဘာကြောင့်ဆေးလွတ်တာလဲဆိုတဲ့အဖြေကရှင်းနေပါပြီ။အမေရိကန်က USS Corvison ကိုအစစ်အလေပိုင်းကိုဆေးလွတ်ရတဲ့အဓိကအကြောင်းရင်းကဟူတီတွေအပေါ်ဖိအားပုံမြင့်တင်ဖို့ဖြစ်ပါတယ်။သမရထရန်ကဒီအဖွဲ့ကိုပုံမနာခြင်းစီမယ်လို့ရှင်းရှင်းလင်းလင်းပြောထားပါတယ်။သူရဲ့ message ကရိုးရှင်းပါတယ်။ ဟူတီတွေကစီးပွားရေးသင်္ဘောတွေကိုတိုက်ခိုက်တာရှင်းလိုက်ရင်အမေရိကန်ကလည်းရှီမင်ကသူတို့ရဲ့နယ်မြေတွေကိုဘုံကျဲတာရှင်းလိုက်မယ်။ဒါပေမဲ့တကယ်အခြေအနေကဒီစကားတွေနဲ့တော်တော်ကွာနေပါတယ်။အမေရိကန်ကပင်လယ်နီကိုရှင်းလင်းချင်တာမှန်ပေမဲ့ဟူတီတွေရဲ့တိုက်ခိုက်မှုတွေကကမ္ဘာကုန်သွယ်ရေးရဲ့စနစ်ရာဂိုင်းနှုန်းခန့်တနည်းကိုဒေါ်လာ10 trillion ကျော်ဖြတ်သန်းတဲ့ဒီပင်လယ်ကျောင်းကိုနှောက်ယှက်နေပါတယ်။တကယ်အကြောင်းရင်းက USS Carvison ကိုအရှိအလေပိုင်းမှာဆေးလို့ရတာက ဟူသီတွေကိုနောက်ကွယ်ကထောက်ပံ့နေတဲ့အီရန်ကို တိုက်ရိုက်ချင်းချောက်ဖို့ပါဟူသီတွေကဟာမတ်စ်နဲ့ဟစ်စ်ဘိုလာလိုပဲအီရန်ရဲ့အရန်တပ်ဖွဲ့တွေအဖြစ်ကြာရှည်စွာညင်ခဲ့ကြတာလည်းဖြစ်ပါတယ် ထရန်ကပင်လယ်နီမှာဟူသီတွေရဲ့တိုက်ခိုက်မှုအတွက်အီရန်ကိုတာဝန်ရှိရလို့အကြိမ်ကြိမ်ပြောခဲ့ပြီးတော့အဖွဲ့ကိုဆက်ပြီးတော့ထောက်ခံရင်အကျိုးဆက်ဆိုးတွေကိုခံရမယ်ဆိုတာလည်းချိန်ထောက်ခဲ့ပါတယ်။အခုဆိုရင် USS Covison Villanio ရောက်နေတဲ့အတွက်ဒီအကျိုးဆက်တွေစတင်ပြီးတော့ပေါ်ပေါက်လာနေပါပြီ။ BBC အဆိုအရ Trump ရဲ့ပြောစကားမှာအချက်အလက်ရှိပါတယ်။ Iran က drone တွေဒုံးကျည်တွေအပါအဝင်လက်နက်တွေကို ရှီမင်းကိုတရားမဝင်သယ်ယူပေးခဲ့ပြီးတော့ဟူသီတွေဗလန်နီတိုက်ခိုက်မှုစတင်နိုင်အောင်အထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်။ရှီမင်းပြည်ရင်းစစ်ကြောင်းကလတမကလက်နက်တင်သွင်းမှုတားမြစ်ထားတာကြောင့် Iran ကဒီလိုလုပ်ခဲ့တာပါ။ UK Cambridge တက္ကသိုလ်ကအရှေ့အလယ်ပိုင်းကျွမ်းကျင်သူဒေါက်တာ Elizabeth Kandor ကတော့အီရန်ရဲ့လက်နက်လေ့ကျင့်မှုနဲ့ထောင်လန်ရေးအကူအညီမရှိရင်ဟူတီတွေတလောက်မြန်မာရဲ့အဆင့်မှာလုံဆောင်နိုင်မှာမဟုတ်ဘူးလို့ဆိုပါတယ်။ဒါပေမဲ့သူမကဆက်ပြီးတော့ထည့်သွင်းပြောကြတာကအီရန်ဟာဟူတီတွေကိုတိုက်ရိုက်ကိုကဲနိုင်တဲ့အခြေအနေရှိမရှိမရှင်းလင်းဘူးလို့ပါ။ဆိုလိုတာကအီရန်ကဒီအဖွဲ့ကိုငွေကြီးနဲ့လက်နက်တွေထောက်ပံ့ပေးရတာချိန်နဲ့နေပြီးတော့သူတို့ကိုလွတ်လွတ်လပ်လပ်လုံဆောင်ခွင့်ပေးထားတယ်ဆိုတာပါ။ ။အကြောင်းကဟူတီတွေရဲ့လှုပ်လှက်တဲ့လုံရက်တွေကအရှိအလယ်ပိုင်းမှာကမောက်ကမ ဖြစ်အောင်လှုပ်ဆောင်ရင်းအီရန်ရဲ့ရှီမန်းချက်ကိုဖြည့်ဆည်းပေးနေလိုပါ။ဒီကမောက်ကမဖြစ်မှုတွေကနေအီရန်ကဒေတာရဲ့အဓိကအာဏာရှင်တအူအဖြစ်ပေါ်ထွက်လာနိုင်ပြီးတော့အစ်စထရီးနဲ့ဆော်ရီအာရေဗျာလိုပြိုင်ဘက်တွေကိုဓာတ်ရိုက်တိုက်ခိုက်စရာမလိုဘဲနဲ့ဖြစ်လာမှာပါ။ USS Carl Vinson ကိုဆေလွတ်တာကအီရန်အပေါ်ဖိအားပေးတက်ရောက်ဖို့ပါ Trump ကအဟူသီတွေကိုကလန်နီတိုက်ခိုက်မှုတွေရပ်ဖို့သတင်းစကားပို့နေပေမဲ့တကယ့်သတင်းစကားကဒီအဖွဲ့ကိုထောက်ခံနေသူတွေစီကိုရောက်နေပါတယ်အမေရိကန်ကအီရန်ရဲ့ငွေကြေးနဲ့ဟူသီတွေကိုထောက်ပံ့မှုကိုတုံ့ပြန်ဖို့အဆင်သင့်ဖြစ်နေပြီးဒီလိုလုံနိုင်တဲ့အရေးချင်းလေးရှိတယ်ဆိုတာပြသလိုက်တာပါဒီကနေ့စပြီးတော့လေရင်တင်သွင်းမောင်းကနေထွက်လာတဲ့ဘုံကျဲမှုတိုင်းက အီရန်ကိုသတိပေးချက်တစ်ခုပါဒါရီကအခုဟူတီတွေမှာဖြစ်နေတဲ့ငါတို့လေရင်တင်သင်မော်တွေကို မင်းစီလှည့်ပစ်ဖို့အလွယ်ကလေးပဲဆိုတဲ့သဘောပေါ့ဒါပေမဲ့ဒီမှာနောက်ထပ်အချက်တစ်ခုရှိပါသေးတယ်အီရန်ကိုဟူတီတွေကိုထောက်ပံ့မှုရပ်ဖို့သဘောတူစီဖို့ထက်ပိုတဲ့အချက်ပါဗီလန်နီအခြေအနေကိုဒိုင်းရိုက်တရားမှုရှိတဲ့အပြင် Trump က USS Carverson ကိုအီရန်ရဲ့နျူကလ িয়ার အစီအစဉ်နဲ့ပတ်သက်ပြီးတော့သူချင်းချောက်ထားတဲ့ဇာတ်ကားတွေကိုအားပြဖို့လဲအသုံးပြုနေပါတယ် မက်ရှလန်လေလောက်ကထရန်ကအီရန်ကိုစားတဆောင်ပို့ပြီးတော့နျူကလ িয়ার လက်နက်သဘောတူညီချက်အစ်စ်တစ်ခုအတွက်ကိုညှိနှိုင်းဖို့အချိန်ရောက်ပြီလို့ပြောခဲ့ပါရယ် Atomics Scientists Bulletin အရတော့အီရန်ကနျူကလ িয়ার လက်နက်တည်ဆောက်နေတယ်ဆိုတော့အများသိအောင်လုပ်ထားတဲ့သတင်းအချက်အလက်မရှိသေးပါဘူးရှိမှလည်းမဟုတ်ပါဘူးအီရန်ကသူ့ရဲ့နျူကလ িয়ার ရည်မှန်းချက်တွေနဲ့ပတ်သက်ပြီးတော့အငြင်းတန်းလျော့ဝတ်တတ်ကြပါတယ်ဒါပေမဲ့ Bulletin ကအီရန်ရဲ့ရိုးရိုးစည်ရင်ချိန်ချောင်းမှုတွေအခုနောက်ပိုင်းအားနည်းလာတာဟာ Israel ရဲ့တိုက်ခိုက်မှုတွေကို ကာကွယ်နိုင်စွမ်းကျလာတာနဲ့အတူဟာမတ်စ်နဲ့ဟစ်စ်ဘိုလာလိုမဟာမိတ်တွေအပေါ်ချင်းချောင်းမှုတွေကြောင့်အီရန်ကနျူကလ িয়ার လက်နက်ရှာဖွေဖို့လှုပ်ဆော်ခံရနိုင်တယ်လို့ဆိုပါတယ်။ဘူလက်တင်ကအီရန်ဟာအခုချိန်မှာနျူကလ িয়ার အတိုင်းအတာကိုရောက်နေပြီလို့လည်းဖော်ပြထားပါတယ်။အခုထိနျူကလ িয়ার လက်နက်မရှိသေးပေမဲ့လိုအပ်ရင်လျှို့ဝှက်စွာနဲ့အလင်းအမြန်တိစောင့်နိုင်စွမ်းရှိရလို့ဆိုပါရယ်ထရန်ရဲ့အီရန်စီပို့တဲ့စာကဒီအခြေအနေကိုထိန်းချုပ်ဖို့စူးစမ်းမှုပါ မရိကန်ကအရှိအလဲပိုင်းမှာအာနာချင်းခွင်ရှာမညီမျှမှုကိုချိန်ချောင်းနိုင်တဲ့အီရန်ကိုတားဆီးဖို့ညှိနှိုင်းချင်တာဖြစ်ပါတယ်။ပြည်ထနာကအီရန်ကထရန့်တို့မဟုတ်မရိကန်ကိုဇလေရီနဲ့ဒိုင်းရညှိနှိုင်းဖို့လုံးဝငြင်းဆိုင်လာကြပါ။ဒါကြောင့် USS Covison ကို အရှိအလဲပိုင်းကိုဆင်လို့ရတဲ့ဒုတိယအကြောင်းရင်းဖြစ်လာပါတယ်။ Bachelor 30ရက်နေ့မှာထရန့်ကအီရန်ကသူတို့ရဲ့နျူကလ িয়ার အစီအစဉ်ကိုဆွေးနွေးဖို့ငြင်းဆန်တဲ့အပေါ်တုံ့ပြန်ရင်သူ့ရဲ့အကြောင်းပြချက်ကိုရှင်းရှင်းလင်းလင်းပြောခဲ့ပါတယ်။အီရန်ကသဘော ူညီချက်မရရင်ဘုံကျဲမယ်။သူတို့မမြင်ဘူးသေးတဲ့ဘုံကျဲမှုမျိုးဖြစ်မယ်လို့သူကပြောပါတယ်။ဒီချိန်ချောင်းမှုတွေကိုအီရန်ဘက်ကချက်ချင်းတုံ့ပြန်ခဲ့ပါတယ်။ အီရန်နိုင်ငံသားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူအက်စမေဘီဂဟိုင်းကနိုင်ငံတကာနိုင်ငံရဲ့ခေါင်းဆောင်ကအီရန်ကိုဘုံကျဲမယ်လို့ထုတ်ဖော်ပြောဆိုတာကအပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနဲ့လုံခြုံရေးရဲ့အခြေခံနဲ့ဆန့်ကျင်နေပါတယ်။ဒီလိုချင်းချမှုမျိုးကကုလသမဂ္ဂခြားခြားနဲ့အပြည်ပြည်ဆိုင်ရာအက်တန်ဆွမ်းအင်အေဂျင်စီရဲ့အာမခံချက်စနစ်ကိုချိုးဖောက်ရာရောက်ပါတယ်။အကြမ်းဖက်မှုကအကြမ်းဖက်မှုကိုပဲဖြစ်စေပါတယ်။ငြိမ်းချမ်းရေးကငြိမ်းချမ်းရေးကိုပဲဖန်တီးပါတယ်လို့ပြောပါတယ်။ မရိကန်ကတော့ဒီအမြင်ကိုလက်မခံပါဘူး။အီရန်ကပင်လယ်နီမှာဟူတီတွေကိုထောက်ပံ့နေတာကအကြမ်းဖက်မှုလို့ယူဆပါရီ။ဒီအကြမ်းဖက်မှုကကြီးမားတဲ့တုံ့ပြန်မှုကိုဖြစ်စေတာမှန်ပေမဲ့အမေရိကန်ကတော့အစာပြုတ်သူကအီရန်မဲလို့ခိုင်မာစွာယူဆနေပါရီ။အကယ်လို့ပင်လယ်နီမှာတိုက်ခိုက်မှုတွေမရှိခဲ့ပါကအကယ်၍အီရန်ကနျူကလ িয়ার သဘောတူညီချက်အတွက်ညှိနှိုင်းလာခဲ့ပါက မရိကန်က USS Carrie Vision ကိုအရှိအလေပိုင်းကိုဆင်လို့ဖို့မလိုအပ်တော့ပါဘူး။ဒါပေမဲ့အခုအချိန်ဒီမှာတော့ဟူသီတွေကသူတို့ရဲ့တိုက်ခိုက်မှုတွေကိုဆက်လက်လုံဆောင်နေပြီးတော့အီရန်ကလည်းသူတို့ရဲ့နျူကလ িয়ার အစီအစဉ်အကြောင်းဆွေးနွေးဖို့ညှင်းဆန်နေစေဖြစ်တာကြောင့်မရိကန်နေနဲ့ PR တွေကိုတိုးမြှင့်ရမှာဖြစ်ပါတယ်။ USS Carl Vinson ရဲ့နေရာပြောင်းရွှေ့မှုဟာ American အသုံးပြုနေတဲ့ PR ပေးမှုရန်တရားတစ်ခုဖြစ်ပြီးတော့တခုတည်းသောနည်းလမ်းမဟုတ်ပါဘူး။ဒလနီမှာအခုလဲ USS Harry Truman ရဲ့လှုပ်ရှားနေပြီးတော့ The Washington Examiner ရဲ့ဖော်ပြချက်အရ American နေနဲ့တတိယမြောက်လေယာဉ်တင်သင်္ဘော USS Nimitz ကိုပါဒီဒေသကိုလှည့်ပြဖို့ရွေးချယ်စရာရှိနေပါတယ်။ ယေရှုစနိမစ်ကပစိမိသမုတ်တရားမှာအခုလှူရှာနေပြီးတော့အမိန်ပေးလိုက်ရင်ပလန်နီကို၃ဘက်ကနေ၄ဘက်အတွင်းရောက်ရှိနိုင်ပါတယ်။ဒါအပြင် UK ပိုင်ပြီးတော့ American က၅ရန်ထားတဲ့ Dargo Garcia စစ်စခန်းမှာ B2 Spring ပုံကျဲလေယာဉ်တွေတင်ဆောင်နေမှုအားလည်းဖိအားတစ်ခုဖြစ်ပါတယ်။ဒီစခန်းမှာ American ရဲ့ B2 ပုံကျဲလေယာဉ်9စီးအထိရောက်ရှိနေပြီးတော့ဒီလေယာဉ်တွေကအီရန်ကို ရောက်ရှိပစ်ခတ်နိုင်တဲ့အကွာအဝေးနဲ့လက်နက်တွေနဲ့ပြည့်စုံနေပါတယ်။ဒါအလုံးက အမေရိကန်ရဲ့ဖိအားပေးမှုတွေဖြစ်ပြီးတော့အရှိအလေပိုင်းကိုဒုတိယမြောက်လေရင်တင်သင်္ဘောရောက်ရှိလာတာက train ရဲ့ချင်းချောင်းမှုတွေကိုအားဖြည့်ပေးနေတာပါအခုအချိန်မှာအမေရိကန်ကအီရန်ကိုဘုံမကျဲသေးပေမဲ့ရှီမင်မှာအလုံးလုံးပြီးသွားတယ်လို့ခံစားရတာနဲ့အီရန်ကိုလေရင်တင်သင်္ဘောနှစီးနဲ့ရင်ဆိုင်ရမယ့်အခြေအနေကိုဖန်တီးပြမှာဖြစ်ပါတယ်ဒီလေရင်တင်သင်္ဘောတွေမှာအမေရိကန်ရဲ့ဘုံကျဲလေရင်နဲ့တိုက်လေရင်180နီးပါးပါဝင်နိုင်ပြီးဒါရဂိုဂါစီယာစခန်းကနေလည်းအီရန်ကိုပြတ်မှတ် က်ထားနိုင်ပါတယ်။ဒါဆိုနောက်ဆုံးမေးခွန်းတစ်ခုပဲရှိပါတယ်။တကယ်လို့အီရန်ကလိုင်းနာခြင်းမရှိပဲထရန်က သူ့ချင်းချောက်မှုအတိုင်းအီရန်ကိုဘုံချဲဖို့သာရွေးချယ်စရာရှိရလို့ခန့်စားရရင်ဘာဖြစ်သွားမလဲ။အဖြေရတော့ရှင်းပါတယ်။ အီရန်အထက်ကြီးမားတဲ့ပျက်စီးမှုတွေနဲ့နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။အမေရိကန်ရဲ့စီးရေးအရာအင်အားပြောင်းမှုတွေကချိန်ချောင်းမှုတင်မကပဲအမေရိကန်လုံးဆောင်နိုင်တဲ့အရာတွေဖြစ်နေလို့ပါ။အမေရိကန်ကသူ့ရဲ့လျင်တင်သင်္ဘောတွေကိုဟူတီတွေကိုဘုံကျဲတဲ့နေရာမှာဘလို့အသုံးပြုနေတာလဲဘလို့အသုံးချနေတာလဲအခုမြင်တွေ့နေရပါပြီ။အကယ်လို့အီရန်ဘက်ကိုအာယုံပြောင်းဖို့ဆုံးဖြတ်လိုက်ရင်လည်းအခြေအနေသိပြီးတော့မပြောင်းလဲပါဘူး။ဖီလီနီမှာအခုရှိနေတဲ့ American သင်္ဘောတွေကဆက်နေပြီးတော့ တရင်တွေကိုအီရန်ဘက်ကိုပြစ်လွတ်နိုင်ပါတယ်။ဒါပေမဲ့ Sorry Arabia ရဲ့လေကြောင်းခွင့်ပြုချက်လိုအပ်ပါတယ်။ American တိုက်လေယာဉ်တွေ Sorry နိုင်ငံအနေဖြတ်ပြီးတော့ ပါရှားတလေခွေကိုရောက်ဖို့နဲ့အီရန်နယ်မြေထဲကိုဝင်ဖို့အတွက်ပါဒီခွင့်ပြုချက်ကိုရဖို့မခက်ခဲနိုင်ပါဘူး။ Sorry Arabia က2022ခုနှစ် match လာကဟူတီတွေရဲ့ဒုံးကျည်နဲ့တိုက်ခိုက်မှုကိုခံခဲ့ရဖို့ပါတယ်။ဟူတီတွေကအီရန်ရဲ့အရန်တပ်ဖွဲ့ဖြစ်တာကြောင့် Sorry ကအီရန်ကနေပြီးတော့တိုက်ခိုက်တာလို့မြင်ပါတယ်။နောက်ထပ်နီလန်တစ်ခုကအိုမန်ပင်လယ်ကွေ့ကနေအာရေဗျပင်လယ်တွေကိုဝင်ပြီးပါရှားပင်လယ်ကွေ့ကိုရောက်ဖို့ပါဒီလိုဆိုရင်တခြားနိုင်ငံရဲ့လေကြောင်းကိုချိုးဖောက်ရမှာမ ပူရတော့ပါဘူး။ဒါပေမဲ့ဒီနေရာတွေကိုဘယင်တင်သင်းမိုးတွေရွှေ့ရင်အီရန်နဲ့နှီးသွားပြီးတော့အီရန်ကဒုံးကျည်နဲ့တိုက်ခိုက်နိုင်ပါတယ်။ National Interest ရဲ့ဖော်ပြချက်အရအီရန်ရဲ့ Tali Kiwi Cruise ဒုံးကျည်တွေက USS Carvison ကိုနှိမ့်ုပ်စေနိုင်တယ်လို့ဆိုပါတယ်။2023ခုနှစ်နှစ်ကုန်ပိုင်းကအီရန်ကဒီဒုံးကျည်ကိုဖွံ့ဖြိုးအောင်လုပ်နေတယ်လို့ကြေညာခဲ့ပါတယ်။ဒီဒုံးကျည်ကမိုင်600အကွာဝေးအထိရောက်ပြီးတော့ပြန်တန်းနေစဉ်ပြင်းပြောင်းနိုင်စွမ်းရှိပါတယ်။ မရိဂန်ကလေရင်တင်သင်မောရီကိုပါရှားပြန်လေခွေမှာထားရင်အီရန်တုံးချီရဲ့အကွာဝေးထဲရောက်နေမှာဖြစ်ပါတယ်။မရိဂန်လေရင်တင်သင်မောရီကအီရန်ရဲ့နန်ဆာအတူချုံအကွာဝေးတုံးချီတွေ drone နဲ့တုံးချီတိုက်ခိုက်မှုတွေကိုလည်းရင်ဆိုင်ရနိုင်ပါတယ်။အီရန်ရဲ့စစ်သင်မောရီကနေပြစ်လွတ်နိုင်တဲ့နူတုံးချီတွေကလည်းစိုးရင်စရာကိုကောင်းတာဖြစ်ပါတယ်။တရုတ်ရဲ့ C801 တုံးချီကိုအခြေခံပြီးပြုပြင်ထားတဲ့ဒီတုံးချီတွေကအကွာဝေး136မိုင်အထိရောက်ရှိနိုင်ပြီးတော့ အတန်ထက်တဲ့သမလေးစားမြန်နှုံနဲ့ပြန်တန်းနိုင်တာကြောင့်ကာကွယ်ရခက်ခဲပါတယ် USS Caravision ရဲ့အရှိလေပိုင်းရောက်ရှိမှုက American ရဲ့စစ်အင်အားကိုနှက်ဆတိုးစီပြီးတော့ ဟူသီတွေနဲ့အီရန်ကိုချိန်ချောက်မှုတရက်ဖြစ်စေပါတယ်။ဟူသီတွေနေနဲ့ဒီစစ်သည်မော်တွေကိုစိန်ခေါ်ဖို့မဖြစ်နိုင်ပေမဲ့အီရန်ကတော့အန်ဒီယေပုံများတဲ့ပြင်မဲ့ဖြစ်ပါတယ်။အခုချိန်မှာတော့အမေရိကန်ဟာ USS Carvision ကိုဟူသီတိုက်ခိုက်မှုတွေရပ်ဖို့နဲ့အီရန်ကိုညှိနှိုင်းမှုစစ်မြေရောက်ဖို့ဖိအားပေးဖို့အသုံးပြုနေပါတယ်။ဒီဖိအားတွေအလုံးဖြစ်မလား၊ဒါမှမဟုတ်အရှိအလေပိုင်းမှာစစ်ကြီးတစ်ခုဖြစ်လာမလားဆိုတာကိုတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်။ဗီဒီယိုလေးအစုံလေးလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။